မင်္ဂလာပါရှင်ကျွန်မဇန်နေနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာတော့ AES စစ်တွေကြောက်ပြူနဲ့မန်အောင်မျိုးတို့ကိုတင်ပိုင်ရတဲ့ကြီးမားပြင်ထန်တဲ့ထိုးစစ်မတိုင်ခင်အမေရိကန်ထိုက်တန်ပို့ချုပ်ကြီးဒါကာတို့ရောက်ရှိလာအာရခတ်တော်ကြီးရဲ့စစ်တွေကြောက်ပြူနဲ့မန်အောင်မျိုးတွေကိုတင်ပိုင်ရတဲ့ကြီးမားပြင်ထန်တဲ့ထိုးစစ်မတိုင်ခင်အမေရိကန်ထိုက်တန်ပို့ချုပ်ကြီးနဲ့ဘွဲကဘင်္ဂလားဒေ့ရှ်နိုင်ငံမျိုးတို့ဒါကာမျိုးတို့မတ်လ24ရက်နေ့ပိုင်းမှာရောက်ရှိလာခဲ့ကြတဲ့နေ့မှာပေါ်ပြထားပါတယ် ဟဝိုင်ချိန်ဆိုင်အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်ရဲ့ဒုတိယကုကယ်ရေးမှူးဖြစ်သူဒူပိုချုပ်ချင်းဦးဆောင်ပြီးတော့ထိုက်တန်းရာရှိလေးဦးပါဝင်တဲ့ဖွဲ့ကဒါဟာခါဇက်ရှယ်ချယ်ပြပိဆိုင်အဒီစိတ်ကိုမတ်လ24ရက်နေ့ည10:00နာရီဝန်းကျင်မှာရောက်ရှိလာခဲ့ကြောင်းသတင်းပေါ်ပြပါရတယ်။အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်ကနေထိုက်တန်းပို့ချုပ်ချင်းရဲ့ဖွဲ့ကမတ်လ25ရက်နေ့မှာဘင်္ဂလားဒေ့ရှ်တပ်မတော်ထိုက်တန်းရာရှိနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါရတယ်။မြန်မာစစ်တပ်ကိုစံကျင်တိုက်ခိုက်နေတဲ့အာဒက်ကတပ်တော်ကြီးရဲ့စေရေးလှုပ်ရှားမှုတွေဒိုးစစ်ဆင်မှုတွေ ကြမီစတင်လာမယ်မျှော်လင့်ရတဲ့အတွက်မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားဘင်္ဂလားဒေ့ရှ်ဘက်ကျမ်းမှာကာကွယ်ရေးလုံခြုံရေးစီမံတွေကိုပုံမိုခိုင်မာစေရွယ်ပြီးတွဲဆောင်ကြခြင်းဖြစ်ကြောင်းသတင်းကဖော်ပြပါတယ်ဒုဗိုလ်ချုပ်ကြီးကအီရန်နဲ့အာဖဂန်နစ္စတန်စစ်မြေပြင်မှာတွေ့ကြုံများစွာရှိသူဖြစ်ပြီး၎င်းကအာဖဂန်နစ္စတန်မှာ၃ချိန်နဲ့အီရန်မှာ၂ချိန်တိုက်ခိုက်တောင်းတွေကိုတန်းဆောင်ခဲ့ဖို့ဖြစ်ပါတယ်။၎င်းကမတ်လ25ရက်နေ့မှာဒါကာကနဲ့ဟာဝိုင်ကိုပြန်လည်တွေ့ခွန်မျိုးသိရတယ်။ အမေရိကန်ဒုတိယဗိုလ်ချုပ်ကြီးရဲ့ဒါကကီစင်ကအေးအနေနဲ့ရက်ခိုင်ပြည်နယ်ရှိလက်ကျန်မျိုးသုံးမျိုးဖြစ်တဲ့မြန်မာစစ်တပ်ကဆက်လက်ခုခံနေတဲ့စစ်တွေအကြောင်းပြုံနေမှောင်မျိုးတို့ကိုဒိမ့်ပိုင်ရအတွက်ကြီးမားပြင်းထန်တဲ့ဒုစစ်ကြီးစတင်အစီအစဉ်နေချိန်နဲ့တိုက်ဆိုင်နေကြဘင်္ဂလားဒေ့ရှ်မဟာပြည်ရရစီရီလီလာတုံတဲ့တွေကတုံတဲ့ပြောဆိုပါတယ်ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရိုက်ခတ်လာမည်ဖြစ်ကြောင်းတိုက်ပွဲများတွင်အေးအေးနေဖြင့်ထောက်ပံ့ရေးလမ်းကြောင်းတွေလိုအပ်လာမည်ဖြစ်တဲ့အတွက်မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ဤတခြားမှာ ဘင်္ဂလားဒေ့ရှ်စတမ်မှာတက်ပြန့်ချထားမှုတွေကိုတင်ကြပေါက်တိုးချဲ့သွားမိဖြစ်အကြောင်းဒါကခြေဆိုင်ပထဝီနိုင်ငံလေလာတုံတက်သူတို့ကပြောကြပါဗျ။ဘင်္ဂလားဒေ့ရှ်စတက်ကိုဘလို့ကိုညီမျိုးထောက်ပံ့ပေးနိုင်မလဲဆိုတော့အမေရိကန်စစ်ဘက်ရရှိတွေကဂျုံကုံတုံတက်ဖို့ဂျုံဘက်နေရာဖြစ်တယ်လို့၎င်းကဆက်လက်ပြောဆိုထားပါဗျ။နောက်ဆက်အောင်ပြသအတွက်အတူပင်ကျေးဇူးတင်ရှိပါရရှင်။